အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့7လပိုင်းကျွန်တော်ရေ7ပိုင်းနိုဝင်ဘာမှာကျွန်တော်ညကံကောင်းဆုံးနေ့နံ3ကိုဒီနေ့မိတ်ဆွေများကိုမြောက်ပေးมาဖြစ်ပါတယ်အဲ့တော့အဲ့ဒါကတော့ဘာလီလဲဆိုတော့အင်္ဂါရယ်ဇာတာပတိရယ်စနေရယ်ပဲဖြစ်ပါရယ်အင်္ဂါရယ်ဇာတာပတိရယ်စနေရယ်ဒီနေ့နံ3ခုကဒီ7လပိုင်း7လပိုင်းရောလကုန်အထိရောအဲကျွန်တော်တွေအကောင်းဆုံးကံကောင်းဆုံးကံနေအမြင့်ဆုံးနေ့နံ3ခုပဲဖြစ်ပါတယ် တရားလေးလေးကိုမိတ်ဆွေများမျှပေးမှာဖြစ်ပါတယ်ဗျနောက်ဆုံးမှာလည်းကျွန်တော်ထိပေါက်စင်မဲ့ရတရားလေးဆက်လက်ပြီးရောမျှမိတ်ဆွေများကိုမျှပေးပါမယ်အဲ့ရတရားလေးလေးလှုပ်ပေးပါဗျအဲ့တော့ကျွန်တော်မိတ်ဆွေကျွန်တော်စနေသားသမီးတွေအဲ့တော့ကြာသားတွေနဲ့အင်္ဂါသားသမီးတွေဘယ်မြို့ဘယ်နေရာနဲ့ကျင်လဲဆိုတာ comment လေးမှာရေးပေးပါအောင်ဗျကျွန်တော်တို့ရင်းနှီးမှုတွေရရအောင်လို့ပေါ့နော်အဲ့တော့ကျွန်တော်ကောင်းတဲ့လေးတွေအများကြီးရှိတယ်ညနာလေးကနည်းနည်းလေးပဲရှိပါတယ်ကောင်းတာလေးအများကြီးကျွန်တော်အရင်မြောက်ပေးမယ်เนาะအဲ့တော့ကောင်းတာလေးကတော့ကျွန်တော်တို့ဒီလအတွင်းမှာ ီလာကောအရှိလာကိုပေါ့နော်ဒီလာကောအရှိလာကိုတင်မှာကျွန်တော်တွေအင်္ဂါရောကျွန်တော်တွေဇာတာပတိကောဇာတာပတိကောအဆနေရောပေါ့နော်ဒီနေ့နဲ့သုံးကွာအဲ့တော့မမျောလင့်ထားတဲ့ငွေတွေရမှာအဲ့တော့မမျောလင့်ထားတဲ့ငွေတွေဆိုတော့ကျွန်တော်အလုတ်လုတ်တဲ့ငွေမဟုတ်ဘူးလာကုန်ရင်လာစားထုတ်မဲ့ငွေမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့တစုံတရက်ကလာပေးတာမျိုးစုမဲပေါက်တာမျိုးအဲဒီစုံဒီစုံတက်ကလက်ဆောင်ပေးတာမျိုးအမွေရတာမျိုးထိပေါက်တာမျိုးအဲ့ဒါအဆက်အပြည့်ကျွန်တော်တို့ မြင်နိုင်တဲ့အာမြင်နိုင်တဲ့အထက်လူကြီးတွေမြင်လည်းရဆရာသမားတွေကကုညီဆောင်မခြင်းတွေခံရတယ်လို့မမြင်နိုင်တဲ့ပုံကူတွေနှစ်ကောင်နှစ်မြတ်တွေကကုညီပေးခြင်းတွေလည်းခံမှာဖြစ်ပါတယ်အလုတ်တက်တို့နေရတက်တို့အဲကျွန်တော်အပြောင်းရွှေ့ကိစ္စတွေတဲ့အရင်ကောင်းတယ်လို့ပြပမှာနိုင်ငံနိုင်ငံထွက်မဲ့မိတ်ဆွေညီငယ်များလည်းအရင်ကိုကောင်းတယ်ပြန်လာရင်လည်းကောင်းတယ်သွားရင်လည်းကောင်းပါတယ်တော့အဲ့လိုမျိုးလေးလုပ်လို့ရတယ်အဲတော့ဒီဒီလောက်အတွင်းမှာကျွန်တော်တို့ရဲ့မချစ်ရေးတို့အိမ်တော်ရေးတို့ရတဲ့အရင်ကို ျွန်တော်တွေကောင်းမှုနေတဲ့ကောင်းမှုနေတဲ့ကာလမှာရှိနေတဲ့ကြောင့်မို့အခြေအနေပတ်သက်ပြီးတော့အဲကျွန်တော်တွေစမ်းနေတဲ့ data point တော့ဟိုလိုကျွန်တော်တွေသုံးမွေဆိုင်လို့လေးမွေဆိုင်လို့အဲ့ဒါမျိုးလေးတွေကြုံနေရပါတယ်။နည်းနည်းစကားများလေးလို့ဖြစ်တတ်တယ်ပေါ့ဗျာ။ဟောစကားများစကားများလေးတွေဖြစ်တတ်တယ်။အရွေးရွေးချယ်ရများများလေးလို့နည်းနည်းဖြစ်တတ်တယ်။ဒါလေးလို့ကိုယ့်ကိုစဉ်းစားပြီးတော့ဆုံးပြမှာပေါ့နော်။ကျွန်တော်တို့ကတကယ်ချင်းချင်းမြင်လို့တဲ့သူဆိုလို့ရှိရင်အဲ့တော့တစ္ဆာရှိရှိနဲ့လက်တွဲဖို့လိုပါတယ်။ဒါမျိုးလေးလည်းတိခတ်ပြီးရောကျွန်တော်တွေနေသွားမှာဖြစ်ပါတယ်။ အထူးအားကောင်းဆုံးတော့အလုတ်ကင်ပဲဖြစ်ပါတယ်အလုတ်ကင်ကဘာပဲလှုပ်လဲလှုပ်လဲအစဉ်ပြင်းပြင်းကာလာဖြစ်နေတယ်ကိုယ်ပိုင်လုပ်ငန်းစားထောင်မလားကောင်းတယ်အလုတ်တရားနဲ့အလုတ်စံပြနောက်လို့တစ်ခုပြောင်းမလားကောင်းတယ်အပြောင်းရွှေ့လဲကောင်းတယ်အဲ့တော့ဒီရကျွန်တော်တို့ဒီဒီလက်ရှိလုပ်ကိုပဲထပ်ပြီးတော့စူးစမ်းမယ်ဆိုလို့ရှိရင်အာရာတူတာလေးလာစာတူတာလေးနေရာပြောင်းတာလေးလဲကျုံမယ်အလုတ်များရှိတဲ့မိတ်ဆွေများဒီလအတွင်းမှာအလုတ်ကိုရလိမ့်မယ်အဲ့တော့အလုတ်ကိုင်းနဲ့ပတ်သက်ပြီးရန်ကန်ကောင်းနေတဲ့ ငွေချင်းနဲ့ပတ်သက်ပြီးတဲ့ကံကောင်းနေတယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့အကျွေးတွေကြည့်မယ်ဗျအဲ့တော့ခြိထားတဲ့မိစေများလည်းခြိထားတဲ့ငွေတွေပြန်ရမယ်ဟောအော်အကျွေးများတဲ့မိစေများလည်းကျွေးကြည့်မယ်နောက်ခြိထားတဲ့ငွေလည်းပြန်ရမယ်ငွေကြီးအတွက်လည်းအရင်အားကောင်းနေတဲ့ကာလဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်မိစေများဒီလောက်တည်းမှာထီထိုးပေးဗျထီလေးထိုးပေးကျွန်တော်နောက်ဆုံးမှာထီပေါက်မဲ့ရေရလေးထက်လက်ပြီးမြပေးမယ်နော်ထီထိုးပေးပါထီကန်ဆန်းပေးပါပေါ့နော်သူတို့ထီကန်ဆန်းပေးပါကျွန်တော်လိုင်းမိုးတွေမှာချိုးရှိရယ်နော် ကျွန်တော်တွေကကန်ဆမ်းမဲတို့အင်ကန်ဆမ်းမဲတို့ဆိုင်ကန်ဆမ်းမဲဆက်ပြီးကန်ဆမ်းမဲတွေလိုက်ကန်ဆမ်းလို့ရတယ်ကျွန်တော်တို့တခြားနေနေစားချင်ကျွန်တော်တို့ကပေါ့ဖို့ရာရုံတော့ပုံများတယ်ပေါ့ပုံများတယ်ကျွန်တော်တွေအဒီဒီနေ့မှာကျွန်တော်ကအေးဟိုပေါ့ပေါ့နော်ကျွန်တော်အင်္ဂါသားသမီးတွေအကုန်လုံးကြာသားသမီးတွေအကုန်လုံးစတင်သားသမီးတွေအကုန်လုံးကိုကျွန်တော်ကချုပ်ပြီးပြောရတော့အဲ့တော့လူတရားမှာတရားရခင်တို့ဖြစ်မလားဆိုတော့တရားရခင်တို့တော့မဖြစ်ဘူးပေါ့ဗျာတရားတရားရခင်တို့တော့မဖြစ်နိုင်ဘူးပေါ့ဟုတ်တယ်မလားဘာကြောင့်လဲဆိုတော့ကျွန်တော်ကအားလုံးချုပ်ကုန်ပြီးတွက်ချရတာဟို တစုံတူးတယောက်ချင်းကိုတွက်ချက်တယ်ဆိုလို့ရှိရင်တော့ညာကျွန်တော်တေတေတေချာကောင်းတေချာနိုင်တယ်အားလုံးပြောတာဆိုတော့60ရာခိုင်နှုန်းပေါ်ဗျာလူတရာမှလူတရာရှိတဲ့ဆိုရင်60ရာခိုင်နှုန်းလောက်ကတေချာမှာဖြစ်ပါတယ်အဲဒီလေးရလဲကျွန်တော်တေချာလေးတွက်ချက်တာဆိုတော့အဲ့တော့ရာခိုင်နှုန်းများများတော့တေတေချာနိုင်တယ်ဗျာအကြောင်းမို့ကျွန်တော်ဒီဒီလောက်အတွက်မှာမမျောလင့်တဲ့ငွေတွေထောက်လိုက်တယ်လဲရမယ်မမျောလင့်တဲ့ခွင့်ရေးတွေရမယ်မမျောလင့်တဲ့ပစ္စည်းတွေတံမိုးကြီးတွေပစ္စည်းတွေရမယ်ဥပမာရွှေတွေဝင်တာတို့ ငွေတွေဝင်လာလို့ဖုန်းတွေကိုအစ်စ်ဝယ်ရတာလို့စပစ်ဒီလောက်တည်းမှာလည်းစပစ်စီအစ်စ်တွေဝယ်ရမယ်စိတ်ချမ်းသာစရာလေးကြုံရမယ်ပေါ့ဗျာပြောမစုံတော့နော်အဲ့လိုမျိုးလေးဖြစ်မယ်အဲ့တော့ဒီလောက်တည်းမှာကျွန်တော်တို့ကိုဟောဟောကျွန်တော်တို့နဲ့အဲကျွန်တော်တို့နဲ့မတူတဲ့လူတွေပေါ့အဲ့လိုမျိုးကြတော့ဘာသာကြတော့အဲ့လိုလူတွေလည်းကျွန်တော်တို့ကုညီပေးခြင်းနဲ့ခံရမယ်ဒါဒါကြောင့်မို့ဒီလောက်တည်းမှာခြုံကိုပြောလိုက်မယ်ဆိုလို့ရှိရင်အော်အင်္ဂါသားသမီးဂျာတာပြည်သားသမီးစနေသားသမီးတွေဟာကံနေ အဲ့တော့ကျွန်တော်မြင့်မိတဲ့မြင့်နေပါတယ်ကန်နေအရန်ကောင်းနေပါတယ်ဒါကြောင့်မို့ကောင်းတဲ့ကန်လေးလေးကိုကျွန်တော်လေးမဖြက်စီးလိုက်ပါနဲ့အဲကောင်းတဲ့ကန်လေးကိုမဖြက်စီးလိုက်ပါနဲ့ဆိုတော့ကျွန်တော်တို့ကောင်းတဲ့ကန်လေးလေးကိုကြောက်ရင်အမဲသားတွေအရက်တွေစားတော့ပြီးတော့မူးရရန်ကားတာလေးတော့ရှောင်မယ်အဲ့လိုဆိုရင်ကောင်းတဲ့ကန်လေးလေးပြက်စီးသွားတတ်တယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော်အပြောတော့ဆိုတာလေးလေးအော်ဆဲရဆိုတာလေးလေးလုံးဝမလုပ်ပါနဲ့ခုခုလောက်တည်းမှာဆဲရဆိုတာမလုပ်နဲ့မိဘတွေဆရာသမားတွေကို အထူးသဖြင့်ပြန်ခံပြောတာလေတချို့ဆိုရင်ကိုယ့်ရဲ့မိဘတော့မရှောင်တော့အကျန်းရှာကျန်းနဲ့ပြန်ခံပြောတာလေရှိရဒီလောက်တည်းမှာတီးခံပြီးတော့နင်းမယ်ကာလာဖြစ်ပါတယ်ဒီလိုလေးနေပေးဖျားတရားလေးများများလုပ်ပေးเนาะကိုကိုနိုင်တဲ့လောက်ပေါ့เนาะကိုကိုအချင်းရတဲ့လောက်ကိုကြုံတော့ဖျားတရားလေးများများလုပ်ပေးပါဒါဆိုရင်ကျွန်တော်တို့ကပြန်လည်ပြီးတော့ကျွန်တော်ကံနေရကောင်းပြီးကောင်းနေမှာဖြစ်ပါတယ်အဲ့ပြလို့ရှိရင်ဒီနေ့မှညံ့လာလေးနည်းနည်းတော့ရှိတယ်အဲ့ညံ့လာလေးကဘာဘာလေးလဲဆိုတော့ကျွန်တော်မိသားစုထဲမှာ အဲမိသားစုထဲမှာညီကောင်ညီကောင်မတွေမှာနည်းနည်းလေးလေးပေါ့နော်အော်သူတခုကိုတခုနဲ့စိတ်ဝမ်းကွဲတာလေးစိတ်စကားများတာမျိုးလေးလေးတော့နည်းနည်းတော့ကြုံနိုင်တယ်ဒါပေမဲ့အဲရင်းဆိုရင်တော့မရှိဘူးအရေးလည်းမကြည့်ပါဘူးအဲ့တော့ဒီပြောမယ်ဆိုရင်ကျွန်တော်ဒီဒီလောက်တည်းမှာကျွန်တော်တို့မနာမနာလိုသူလေးတွေအဲကျွန်တော်တို့ပြိုင်မဲ့ဆိုင်မဲ့လူတွေလောပေါ်လာနိုင်တယ်ဒါတော့ထွန်းတမ်းပဲပေါ့နော်ကျွန်တော်တို့ကကောင်းနေပြီကျွန်တော်လူတဲ့ဝအထက်အရောက်ပြီကောင်းပြီဆိုတော့ねကျွန်တော်တို့အောက်ကနေပြီးဆွဲချမဲ့သူတွန်းချမဲ့သူကအဲရှိသမျှဖြစ်ပါတယ် ဒါကြောင့်မလို့ပြောတဲ့ဆိုတဲ့နေရာမှာ view site လို့ပြောတာပါခါကြလို့ရှိရင်ကိုပြောတဲ့စကားကြောင့်တစ်ဖက်သားစိတ်ကူသွားတာမျိုးခံစားသွားတာမျိုးကိုပြန်လာပြီးကလေးစားချေတာမျိုးအညှို့ထားတာမျိုးလေးကြုံနေပါတယ်ဒါကြောင့်မို့စကားပြောဆိုလေးမှာသတိထားပြီးပြောဆိုမယ်ဆရာဆိုတာလေးလုံးဝမထက်ပါနဲ့မကျွန်တော်တို့တွေဖြစ်နေလို့ရှိရင်အမေသားလေးပဲရှောင်းပေးအရက်သေးစားလေးရှောင်းပေးပါဘောနော်အလားမျိုးလေးလေးရှောင်းပေးမယ်အဲရေးကြည့်တာတခုအောင်ကျွန်တော်ငွေလေးရလာပြီဆိုလို့ရှိရင်ငွေလေးခဏလေးနဲ့ပြန်ကုန်သွားတတ်တယ် ဲ့လိုမကုံမသွားအောင်လို့ငွေတွေရလာပြီဆိုလို့ရှိရင်ဥမာဆိုကြပါစို့ပတ်စံတွေအများကြီးရလာပြီဆိုရင်ဟိုတံမွေးရှိတာပြည့်စုံတစ်ခုသွားတာဝယ်ထားလိုက်တော့ညဲ့လိုမျိုးလေးဝယ်ထားမယ်သုံးမအလုပ်ထဲမှာရင်းညှိထားမယ်အဲ့လိုမျိုးလေးလုပ်ပေးကိုယ်လက်ထဲမှာကြာကြာမထားနဲ့လက်ထဲမှာကြာကြာထားလို့ရှိရင်ဟိုပေးပောင်းတရားပေးပောင်းနဲ့အဲ့လိုပေးလိုက်တဲ့နဲ့ကုံသွားတာများလိမ့်မယ်ဒါကြောင့်မလို့ရပြီဆိုတော့ねချက်ချင်းဝယ်ပလိုက်တော့ချက်ချင်းပြန်ရင်းပလိုက်တော့အဲ့လိုမျိုးလေးလုပ်ပေးမယ်နော်ဒါဆိုကျွန်တော်တို့တွေငွေလေကျွန်တော်တို့တံမွေးရှိတာအသုံးအသုံးတုံးပြစ်သွားတာပေါ့နော်ကျမိုင်းနဲ့ပတ်သက်ပြီးတော့ဒူးလေးလေးခါးလေးလေး အဲ့တော့ထိမိခက်မိတာလေးနည်းနည်းရှိနိုင်တယ်အဲလူလူကြီးပိုင်းလေးဆိုရင်ချော်လိုက်တာလေးတွေအဲ့လိုမျိုးလေးနည်းနည်းကြုံနိုင်တယ်အရေးတော့မကြီးလာပါဘူးเนาะအဲ့တော့ပြီးလို့ရှိရင်ဒီဒီကတွင်းမှာတဲ့ဒေါသဖြစ်လို့မရအောင်အဲကျွန်တော်ခုနပြောလို့ပဲเนาะအဲဒေါသဖြစ်လေလေကျွန်တော်တို့ကံကယော့လေဖြစ်ပါတယ်ဒေါသတရက်ဖြစ်လိုက်ကျွန်တော်ကံတရက်ယော့လိုက်ဖြစ်လိမ့်မယ်ဒါကြောင့်မို့ဒေါသကိုမဖြစ်အောင်လို့ထိမိပါဒါကြောင့်မို့တရားလေးပါထိုင်မိပါတာရေးပါမိများလုပ်ပြီးလို့ကျွန်တော်ပြောတာပေါ့เนาะ ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကကောင်းတာလေးကတော်တော်လေးကိုကောင်းနေတယ်ညံ့တာတော့တိတ်မရှိဘူးပေါ့နော်ညံ့တာတိတ်မရှိဘူးဆိုတော့ခုနပြောတဲ့အပြန်ဆိုင်လေးလေးကြံ့မာရေးထိမိခိုက်မိတဲ့ကိစ္စလေးတော့နည်းနည်းလေးရှိရဆိုပေမဲ့ဒါလည်းယူဆိုင်လိုက်လို့ရှိရင်အဆင်ပြေတယ်ဟုတ်ပြီဒါဆိုကျွန်တော်တို့ကောင်းတဲ့ကောင်းသောအောင်အညံ့လေးလေးအညံ့လေးလေးပပြောသွားအောင်မိမိသားစုလေးလေးရံရံဖြစ်တာလေးစကားများတာလေးလေးကင်းဝင်သွားအောင်ကျွန်တော်တို့ဘာလေးလောက်ရမလဲဆိုတော့ကျွန်တော်တခါတည်းပြောပြမယ်နော်ပြီးတော့ကျွန်တော်တို့ရဲ့အငွေထုတ်လေးအထဲနဲ့ရရခင်းနေပို့လို့အကောင်းသောအောင် ဟိုမှာထိပောက်မယ်ဆိုတော့ထိပိုင်ပေါက်သွားအောင်ကျွန်တော်ဒီအလုံးမရရတရားလေးရလဲအရန်လွယ်ပါတယ်ပထမဆုံးရရတရားမလုတ်ခင်မှာကျွန်တော်အိမ်မှာရှိတဲ့ကျွန်တော်အင်ဂျီကျွန်တော်ခေါင်းစွတ်တွေရှိတယ်ခေါင်းစွတ်တွေအဲ့ရစုပ်တွေကို short ဖုတ်လိုက်ပါ short ဖုတ်ပြီးတော့ပြန်သုံးပါသုံးဖို့အသစ်ရှင်အသစ်လဲပေး short ဖုတ်ပြီးတော့ပြန်သုံးပေးခေါင်းစွတ်တွေအဲကျွန်တော်အဲ့ရခင်းနေအဲ့ဒါလေးတွေကိုကျွန်တော်တေချာလေးလုပ်မယ်အထူးသဖြင့်အဲ့တဲ့အဲ့ရနောက်တေချာလေးတန့်ရှင်းလေးတေချာလေးလုပ်မယ်ရှုပ်ပေါက်နေအောင်မထားနဲ့နော်ရှုပ်ပေါက်နေအောင်မထားနဲ့ ပေးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအာကျွန်တော်ဘာလုပ်ရမလဲဆိုတော့အာ ठी တွေပောက်ဖို့အတွက်ကန်ထောက်မငွေနဲ့အများကြီးပေးဖို့အတွက်ကကျွန်တော်တို့မျက်နှာသုံးလူမဲ့မျက်နှာသုံးရဲဆေးရဲအင်ကြီးဟိုအဝတ်စားရဲ့လူပြည့်မှာဖြစ်ပါတယ်အဲ့ဒီအဝတ်စားကကြတော့ကိုယ်စီမှာရှိတဲ့အဟောင်းတစ်ထည်ကိုရှော့ဖို့ပြီးရောသူများကိုလူလဲရသလိုအစ်စ်ပေါ်နဲ့ကိုတက်နေတဲ့လောက်ပေါ့ကိုကော3000တက်နေတဲ့နိုင်9000တက်နေတဲ့နိုင်တက်နေတဲ့လောက်အစ်စ်လေးလေးဝယ်ပြီးတော့မရှိနှမသူတွေလူပေးပါ မရှင်နံမလူပေးပါဒါဆိုရင်၃မျိုးပေါ့เนาะဆေးရယ်ကျွန်တော်လူကြီးသမားတွေကိုဆေးလူမယ်မျက်နှာတုပ်ပေါ်ကတော့ရဟန်းတန်ကလေးတလိုက်ရှိဆိုင်ဆိုင်လူမယ်ပေါ့เนาะမျက်နှာတုပ်ပေါ်ကရယ်ဆေးရယ်အဝတ်တွေရယ်ဒါအဝတ်အစားတွေပေါ့เนาะဒါလေးတွေလူပေးမယ်နိုင်ကိုနိုင်တဲ့လောက်ပေါ့เนาะကိုနိုင်တဲ့လောက်လူမယ်ပြီးပြီဆိုလို့ရှင်ပြီးပြီဆိုလို့ရှင်ကျွန်တော်တို့ရယ်ခုနခုနပြောလိုက်တဲ့ကိုရယ်ခေါင်းစွတ်တွေအရခင်းတွေကိုတက်နိုင်တဲ့လောက်ကျွန်တော်တွေလဲမယ်မလဲနိုင်ရင်လဲရှော့ဖုတ်ပြီးတော့ပြန်သုံးမယ်ဒီလိုလေးလုပ်ပေးကြည့်ပါ မက်ဆီမိုင်ကန်နေထောက်ပံ့ကောင်းတွေပြန်ဖြစ်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ကိုယ့်ရဲ့အိမ်ဖះမှာမွေးပါပြီဆိုတဲ့ပန်းနေအဲကျွန်တော်ကတော့ဟိုစပယ်ပန်းတော်တော်မွေးတယ်ဆိုစပယ်ပန်းမက်ကတာမြန်ပါတယ်စပယ်ပန်းလေးအိမ်မှာဟိုကျွန်တော်မကြခဏဆိုလို့စပယ်ပန်းလေးလေးကပ်ပြီးရမယ်မွေးတဲ့ပန်းလေးလေးကပ်ပြီးရမယ်ဇလက်လိုဇီးစွားတို့အဲ့လိုမျိုးလဲမွေးတယ်နော်အဲ့တော့အရန်မွေးတဲ့ပန်းလေးလို့ဖះမှာကပ်ပေးမယ်ဖះမှာကပ်ပေးပြီးတော့ကျွန်တော်တို့ကဒီခုံတော်ကိုပါဘောနော်ဖះခုံတော်ကိုပါကိုကိုကောက်ကိုကောက်အမြဲတမ်း ဖျားပန့်ကပ်ပြီးနဲ့ကိုုံတော်ကိုဘကိုရုပ်ပောက်ပွားများပြေးပါမဟုတ်လဲကိုုံတော်ကိုဘကိုနေ့စဉ်ရုပ်ပောက်ပွားများပြေးမှာဖြစ်ပါတယ်ကျွန်တော်တို့ကံနေကောင်းတဲ့ကောင်းတော့အောင်ထောက်ပံ့ကောင်းနေရတော့ဒါလေးလုပ်ပြပါဗျာဒါဆိုကျွန်တော်မစ်စ်မြန်ဒီလာအတွက်မှာဒါထီလေးပောက်မယ်ကံနေကောင်းမယ်စုမဲလေးပောက်မယ်လက်လက်ကောင်းမယ်အလုတ်ကန်ကိုငွေကြေးအောင်အလုံးဆင်ပြေးပို့ပြီးတော့ဆင်ပြေးလာမှာဖြစ်ပါတယ်ဗျာကဲဒါလို့ဆိုအလုံးမဲ့ဆင်ပြီးအလုံးမဲ့ဆင်ပြီးမှထင်ပါတယ်ဒါကတော့ကျွန်တော်အလုံးတီနိနဲ့သုံးခုလုံးကိုခြုံပြတာဖြစ်ပါတယ်အကုန်လုံးတူတူလုံးမှာဖြစ်ပါတယ်အင်္ဂါကောဇာတာပတိရောစနေရောဒီနိနဲ့သုံးခုဒါလေးလုပ်ပြပါ မင်းစီမိုက်ကန်ပိုကောင်းလာပါလိမ့်မယ်ဗျအလုံးကျိုးကျမာတယ်ကျွန်တော်မိတ်ဆွေကျွန်တော်မိတ်ဆွေအားလုံးလဲထီပေါက်မဲပေါက်စုမဲပေါက်ပြီးအလုပ်တနေလုံနိုင်ကြပါသည်ဗျစီဝိုင်းမြတ်ဒီလာတိုးတက်ကြပါသည်တာနာပြုနိုင်ကြပါသည်ဗျ